ဒီနေ့ဆရာပတ်စင်ပဲဆိုတာနဲ့ပတ်သက်ပြီးရှင်းပြမယ်ပတ်စင်ပဲဆိုရင် virtue နဲ့ရေးရတယ်မြန်မာလိုတော့ရိုးရိုးအတိတ်ကာလလို့ပြောချင်တာဟုတ်ပြီနော်အဲ့တော့ဒီ tense တွေကသူ့ရဲ့ကာလတွေကိုဖော်ပြတာအချိန်ကာလတွေကိုဖော်ပြတာဟုတ်ပြီနော်အဲ့တော့ဒီမှာဆရာတို့ဒီပတ်စင်ပဲကို virtue ကိုဘယ်လိုအခြေအနေမှာသုံးလဲအဲ့ဒါကိုလေ့လာကြည့်မယ်နံပါတ် A မှာ my sister ငါရဲ့အမက pass အောင်သွားတယ်ပေါ့ the matriculation examination ဆိုတာတက္ကသိုလ်ဝင်စာမေးပွဲကိုပြောတာ အခုဆိုရင်တော့ជីတွဲပေါ့ကွာအရင်တော့ကတော့ជីတန်းပေါ့နော် in 2040เนาะအဲ2014မှာဒီတက္ကသိုလ်ဝင်စာမွေးပွဲကိုငါမှအောင်သွားတယ်တဲ့ဒီမှာ pass ကိုဘာနဲ့ရေးထားလဲဆိုဗတူးနဲ့ရေးထားတယ်အဲ့တော့ तू อ่ะဘယ်လိုအချိန်တွေကိုပြောချင်တာလဲဆိုတော့ဘယ်လိုအချိန်တွေမှာတုံးတာလဲဆိုတော့အတိတ်မှာပြီးခဲ့တဲ့ဖြစ်ရတခုเนาะအတိတ်မှာပြီးခဲ့ပြီလို့ဆရာအအွယ်လေးပေါ့နော်ရေးပြထားတယ်အတိတ်မှာပြီးခဲ့တဲ့ဖြစ်ရတခုเนาะအခုလက်ရှိနဲ့မဆိုင်တော့ဘူးအတိတ်မှာဖြစ်ခဲ့ပြီပြီးသွားပြီ နော်အခုနဲ့လက်ရှိနဲ့မဆိုင်တော့ဘူးအဲ့လိုအခြေအနေမှာ past simple ကိုတုံးတယ် fact to ကိုတုံးတယ်ဟုတ်ပြီနော်ပြီးတော့ရင်ဒီအတိတ်မှာပြီးခဲ့ပြီဆိုတာဥပမာလေးတစ်ခုရှိပြောပြမယ်ဆရာငါမှာကားတစီးရှိတယ်လို့ပစ္စုပ္ပန်အနေနဲ့တုံးရင်ပေါ့နော် i have a car ဒါဆိုရင် verb 1နဲ့တုံးလိုက်တာအဲ့ဒါဆိုရင်လောလောဆယ်ဆရာတို့မှာကားတစီးရှိတယ်အဲ့လိုမဟုတ်ဘဲနဲ့ဆရာတို့က h a d but 2နဲ့တုံးလိုက်မယ် နော် i had a car ငါမှာကားတစ်စီးရှိခဲ့တယ်ဆိုရင်အရင်တုန်းကကားတစ်စီးရှိခဲ့တာပဲဖြစ်တယ်လက်ရှိမှာအိုက်ကားမရှိတော့ဘူးဟုတ်ပြီနော်ကားတစ်စီးရှိခဲ့တယ်ဆိုရင်ဘတူးနဲ့သုံးလိုက်ရင်အတိတ်ကဖြစ်ရအတိတ်နဲ့ပဲဆိုင်တယ်အခုလက်ရှိနဲ့မဆိုင်တော့ဘူးအခုကားမရှိတော့ဘူးဟုတ်ပြီနော်အရင်တုန်းကပဲကားရှိခဲ့တာဟဲ့အဲ့လိုသဘောမျိုးအတိတ်မှာဖြစ်ခဲ့တယ်အတိတ်မှာပဲပြီးခဲ့ပြီ ဲ့ဒါကိုအတူအတူရေးထားတယ်ပေါ့နော်အတိတ်မှာပြီးခဲ့ပြီအတိတ်မှာဖြစ်ခဲ့တဲ့အတိတ်မှာပဲပြီးသွားပြီဆိုရင်ပစ္စုပန်နဲ့လည်းမဆိုင်ဘူးဆိုရင်ဗတ်တူးကိုတုံးတယ်ဒါနံပါတ် A ရဲ့အခြေအနေပြန်ပြောမယ်နော်အတိတ်မှာဖြစ်ခဲ့တဲ့အတိတ်မှာပဲပြီးသွားပြီလက်ရှိပစ္စုပန်နဲ့မဆိုင်ဘူးဆိုရင်ဗတ်တူးကိုတုံးတယ်ပတ်စင်ပဲကိုတုံးတယ်ကတချက်နံပါတ် B ကိုဆက်လေ့လာမယ် I had my lunch ငါနေ့လယ်စာစားခဲ့တယ် and then ပြီးနောက်မှာ took a walk လမ်းလျှောက်တယ်ဒီမှာ verdu နဲ့ရေးထားတယ် verdu နဲ့ရေးထားတယ် for about 10 minutes လမ်းလျှောက်တာ7 minutes လောက်လမ်းလျှောက်တယ်တဲ့အဲ့ဒါဆိုရင်အတိတ်မှာတဲ့သူပြောတာတခုပြီးတခုဖြစ်တဲ့ဖြစ်ရက်တွေကိုပေါ်ပြခြင်းလေဖတ်တူကိုသုံးတယ်အတိတ်မှာအခုဗတ်တူးသုံးထားတယ်ဆိုရင်တော့ဒါအတိတ်တွေပဲဟုတ်ပြီနော် head ကဗတ်တူး took ကဗတ်တူးဟုတ်ပြီနော်အဲ့တော့သမင်းသူနေ့လက်စာစားခဲ့တယ်ဒါလည်းအတိတ်ပဲပြီးတော့တော့နောက်တစ်ခုဘာဆက်လုပ်လဲ uh, to took a walk ဆိုတာလမ်းလျှောက်တယ်7 minute လောက် about for uh, for about 10 minute 7 minute လောက်သူလမ်းလျှောက်တယ်အဲ့ဒါဆိုရင်အဲ့ဒါကကြတော့နောက်ထပ်ဖြစ်ရတခုအတိတ်မှာတခုပြီးတခုဖြစ်တာเนาะအတိတ်မှာသမင်းနေ့လယ်စာစားတယ်ပြီးရင်ဘာလုပ်လဲလမ်းလျှောက်တယ်အဲ့တော့အတိတ်မှာဖြစ်တဲ့ဖြစ်ရတခုပြီးတခုဖြစ်တဲ့ဖြစ်ရတွေကိုဖော်ပြခြင်းရင် passive verb 2ကိုသုံးပါတယ်ဒါနံပါတ် B မှာသုံးရမယ့်အခြေအနေ နော်အဲ့ဒါကိုမြန်မာလိုလေးဆရာရေးထားတယ်အတိတ်မှာ တခုပြီးတခုဖြစ်နော်တခုပြီးတခုဖြစ်တဲ့ဖြစ်ရပေါ့ကွာအလွအလွယ်မှတ်ထားတာဟုတ်ပြီနော်အလွယ်ရေးထားတာကဲဒါဆိုရင်နံပါတ်စီရှိသူက usually borrow သူငှားငှားလေးရှိတယ်ပေါ့နော် usually ကလုံးလေးရှိတာကိုပြောတာ two or three books စာအုပ်နှုတ်တော့မဟုတ်တော့အုပ်ငှားလေးရှိတယ် from the library စာကြီးတိုက်ကနေစာအုပ်နှုတ်တော့အုပ်လောက်ငှားလေးရှိတယ် every week အပတ်တိုင်းမှာငှားလေးရှိတယ် when she was at the university သူ university တက္ကသိုလ်เนาะ university ဆိုတာတက္ကသိုလ်သူတက္ကသိုလ်တက်နေတုန်းကတက္ကသိုလ်မှာရှိတုန်းက library ကနေပြီးတော့စာကြည့်တိုက်ကနေပြီးစာအုပ်နှစ်အုပ်သုံးအုပ်ငှားလေးငှားထားရှိတယ်ဒါဆိုရင်ဆရာပြောမယ်ဒီမှာသူအဓိကပြောချင်တာကဒီခွင်းစာခွင်းပိတ်လုံးလိုက်တဲ့စာကြောင်းကိုအဓိကသူပြောချင်တာမဟုတ်ဘူးအဲ့ဒါလေးကိုရှည်သွားမှာဆိုလို့ဒါလေးကိုမေးလိုက်เนาะ university မှာရှိတာခဏလေးမေးလိုက် why ရဲ့ရှေ့မှာစာကြောင်းတစ်ကြောင်းရှိတယ် ဲ့ဒါသူပါပြောတာလေ she usually borrow two or 3 books from the library every every week အပတ်တိုင်းသူက library ကနေစာကြည့်တိုင်းနှစ်အုပ်သုံးအုပ်ငားလေးရှိတယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်သူကသူ့ရဲ့အလေးအထားကိုပြောချင်တာပဲနော်ဆောင်းနှအုပ်ကိုအပတ်တိုင်းအပတ်တိုင်းငှားနေတယ်ဆိုတော့သူ့ရဲ့အလေးအကျင့်တစ်ခုအလေးထားတစ်ခုကိုဖော်ပြချင်တာမဟုတ်ဘူးလားအဲ့တော့ဒီမှာ verb 1 present simple နဲ့เนาะ verb 1နဲ့မရောအောင်ဆရာတခါတည်းပြောလိုက်မယ် verb 1 present simple မှာတော့ကလေအလေးထားတစ်ခုဆိုရင် verb 1သုံးတယ်လို့ပြောထားတယ်သို့တော့ဒီမှာကြတော့ဘာအလေးထားလဲဆိုတော့အတိတ်မှာဖြစ်တဲ့အလေးထားပစ္စုပန်မှာလုပ်နေကြအလေးထားကိုပြောချင်တာမဟုတ်အတိတ်မှာဖြစ်ခဲ့တဲ့အလေးထားဆိုလိုချင်တာ तू ကစာအုပ်နှုတ်သုံးအုပ်အအပတ်တိုင်းငှားလေးရှိတယ်ပေါ့နော်ဒါသူ့ရဲ့အလေးထားတစ်ခု voro ကိုငှားတာကို verb 2နဲ့ရေးထားတယ်ဟုတ်ပြီနော် ပတ်စင်ပဲဗတ်တူးနဲ့ရေးထားတယ်။ဘာကြောင့်အဲ့လိုရေးတာလဲဆိုတော့အတိတ်မှာ तू လှုပ်လေးလှုပ်ထားရှိတဲ့အလေးထား every week ဆိုတာလည်းပါတယ်နော်အပတ်တိုင်း तू ဟာစောင်းနှုတ်ငှားနေကြဟုတ်ပြီနော်အဲ့တော့အခုငှားနေတာလားဆိုတော့မဟုတ်ဘူးအတိတ်မှာပဲငှားခဲ့တာအတိတ်မှာလှုပ်လေးလှုပ်ထားရှိတာအခုပြစ်စုံပံနဲ့မဆိုင်ဘူးအဲ့တော့အဲ့ဒါကိုဆရာအလွယ်မှတ်လိုက်တယ်အတိတ်အလေးအထဆိုရင်ဗတ်တူးတောင်းရတယ် ဟုတ်ပြီနော်ပစ္စုပ္ပန်အလေးထားကိုပြောတာမဟုတ်ဘူးနော်ပစ္စုပ္ပန်အလေးထားဆိုရင်တော့လက်ရှိပစ္စုပ္ပန်မှာလုံနေကြအလေးထားဆိုရင်တော့ဇဝန်သုံးရတယ်ဟုတ်ပြီနော်ရှေ့ရတင်ကန်းစာနဲ့မရောအောင်တစ်ခါတည်းခွဲပေးတာဟုတ်ပြီနော်အဲ့တော့အချက်သုံးချက်မှတ်ထားပါ passive ကိုသုံးရင် passive ဆိုရင် verb နဲ့သုံးတယ်ရိုးရိုးအတိတ်ကာလလို့မြန်မာလိုခေါ်ကြတယ်သူ့ရဲ့ notes လေးတွေကနံပါတ် A ဘယ်လိုအခြေအနေမှာ verb ကိုသုံးလဲ passive ကိုသုံးလဲအတိတ်မှာပြီးခဲ့ပြီ အတိတ်မှာဖြစ်ခဲ့တဲ့ဖြစ်ရအခုနဲ့ဘာမှမဆိုင်တော့ဘူးဟုတ်ပြီနော်အဲ့ဒီအခြေအနေမှာဆိုရင်ဗတ်တူးကိုတုံးတယ်နောက်တစ်ခါနံပါတ်ဘီအတိတ်မှာတစ်ခုပြီးတစ်ခုဖြစ်တဲ့ဖြစ်ရတယ်နော်ဒီမှာဒီမှာရေးထားတာဗာလေနေ့လယ်စာစားတယ် I have my lunch နေ့လယ်စာစားတယ်ပြီးတော့ took a walk လမ်းလျှောက်တယ်ဟုတ်ပြီနော် for about 10 minutes 7 minutes လောက်လမ်းလျှောက်တယ်ဟုတ်ပြီအတိတ်မှာဖြစ်တဲ့ဖြစ်ရပဲတစ်ခုပြီးတစ်ခုဖြစ်တာ means အဲနေ့လည်စာစားတယ်ပြီးတော့လမ်းလျှောက်တယ် အတိတ်မှာတစ်ခုပြီးတစ်ခုဖြစ်တဲ့ဖြစ်ရည်တွေနော်တစ်ခုပြီးမှတစ်ခုဖြစ်တဲ့ဖြစ်ရည်တွေအဲ့ဒါတွေကိုဖော်ပြခြင်းပတ်စင်ပဲဖတ်တူးကိုတောင်းတယ်ဒီမှာဖတ်တူးတွေနဲ့ရေးထားတယ်တွေ့ရနော်နောက်တစ်ခုနံပါတ်3ချက်ကပါလေ तू ဟာစာကြည့်လိုက်မှာစာအုပ်3အုပ်အများအားငားလေးရှိတယ်အခုငားနေတာတော့မဟုတ်ဘူး तू ဟိုအရင်အတိတ်ပေါ့အတိတ်တုန်းကဒီမှာ university မှာတုန်းကပေါ့ကွာဟုတ်ပြီနော် तू တက္ကသိုလ်မှာတုန်းကစာအုပ်2အုပ်3အုပ် library စာကြည့်လိုက်ကနေပြီးစာအုပ်2အုပ်3အုပ်ငားလေးငားထရှိတယ် တိတ်ရဲ့အလေးထအခုလုံနေကြအလေးထမဟုတ်ဘူးဟိုအရင်တက္ကသိုလ်တော်ကလုံတဲ့အလေးထအခုကတက္ကသိုလ်ကျောင်းသားမဟုတ်ပဲနဲ့ဟိုအလုပ်တွေပါကြီးလုပ်ပြီးတော့နော်ကလေးတွေပါကြီးရပြီးတော့တော့မှသာသမီတွေတောင်ကြီးနေတော့ပြီနော်ကဲအဲ့တော့အတိတ်မှာလုတ်ခဲ့တဲ့အလေးထအတိတ်အလေးထဆိုရင်လေ simple uh, but simple for two ကိုတောင်းရမယ်အဲ့တော့ဒီအချက်၃ချက်ကိုသိချင်